တနင်္လာနေ့တိုင်းဒေသကြီးရေဖြူမြို့နယ်ရှိမလွဲတောင်ပူပေါင်းစစ်ဆေးဂိမ်းမှာတိုယိုတာဗီဂိုယင်တစည်းကိုရက်တန့်စစ်ဆေးရမှာ WY စေပြား19500ဖမ်းဆီးရမိကြောင်းသိရပါဗျ။ဖြစ်စဉ်မှာဇူလိုင်လ9ရက်နေ့ညနေ6:00အချိန်ခန့်ကတနင်္လာနေ့တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်နယ်ဆက်ရှိ မလွဲတောင်ပူပေါင်းစစ်စီကိမ်မာတဝဲခရိုင်ရဲတပ်ဖွဲ့မှုဦးစီးပြီးတပ်တွေတွေနဲ့အတူရေမျိုးဘက်မှရင်မောင်းထွန်းထွန်းလင်းမောင်းနေလာပြီးမရှုနှင်းအေးလိုက်ပါလာတဲ့ Toyota Vigo အမျိုးအစားခဲယောင်ရှင်ကိုရက်တန့်စစ်စီခဲ့ကြောင်းသိရပါတယ်။ရင်အတွင်းရှာဖွေစစ်စီရောရင်မောင်းနောက်ထိုင်ကုန်အောင်အန်ဝက်အတွင်မှဒလူဝိုင်းစာတန်းပါပန်းရောင်စိတ်ကြောစီပြောင်း1950ပြား10ထုပ်1900ပြားမြမငွေကျက်၄သိန်း စင်ကပ်ပါဟန်ဖုန်းနှလုံးထွန်းထွန်းလင်းအမိပါငွေစုစာအုပ်တအုပ်နဲ့မယူနှင်းအေးအမိပါငွေစုစာအုပ်တအုပ်တို့ကိုရှောက်ဖွေတွေ့ရှိရာကြောင့်တက်တဲ့တွေရှိမှသိသိခဲ့ကြောင်းတိုင်းနေတာကြီးရဲ့တပွဲမှုကင်းမှတ်တမ်းတွေရသိရပါတယ်အဲ့ဒါကြောင့်မွေးစေဝါတွေတည်ဆောင်လာတဲ့ထွန်းထွန်းလင်းနဲ့မတ်ယူနှင်းအေးတို့ကိုကလိန်အောင်နေမြေရဲစခန်းမှာမာယာပကိုမြင့်ဆောင်2010 ဝိစီဝါနဲ့စိတ်ကိုပြောင်းလဲစေတတ်သောစေဝါများဆိုင်ရာဥပဒေပုံမှ15မြင်းဆောင်16ကကြီးမြင်းဆောင်20ကကြီးမြင်းဆောင်21နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။